တက္ကသိုလ်နဲ့ကောလိပ်တက်ရောက်ကြမဲ့ចောင်းသားចောင်းသူတွေထောက်ခံစာရယူရမှာရှမ်းပြည်ရှေပိုင်းမိုင်းဆက်မြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကအတင်းအကျပ်ဖိအားပေးပြီးကြိုတင်မဲထဲခိုင်းနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။လာမယ့်ဒီဇင်ဘာလ28ရက်မှာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးမဲဆန္ဒနယ်ပြင်ပကတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေတက်ရောက်ရမယ်အသက်18နှစ်ပြည့်ပြီးသူတွေ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက်ကြိုတင်ဆန္ဒမဲပေးခိုင်းတာလို့လဲဝါဒဖြန်နေပါတယ်တက္ကသိုလ်တက်ဖို့ထောက်ခံစာတွေယူရတာမှာကြိုတင်မဲထည့်ပြီးမှပေးမယ်ပြောတော့မဲမထည့်ရင်မပေးဘူးဆိုတဲ့သဘောအကျက်ကိုင်းတာလေမဲမထည့်ခြင်းသူတွေကိုအတင်းအကျပ်မဲထည့်ခိုင်းတဲ့သဘောပဲလို့ mindset မဲဆွမ်းမြောက်နေသူတူကမဲခောင်ကိုပြောပါတယ် mindset မြို့နယ်မှာရက်ွက်၉ခုနဲ့ကြေးရွာအုပ်စု၂၆အုပ်စုရှိပြီး ကော်မရှင်အဖွဲ့အကွဲယုံနေမှာနိုဝင်ဘာလ18ရက်ကနေ21ရက်အထိရုံးချိန်အတွင်းနိုင်ငံသားစစ်စေရေးကနဲ့တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေကကျောင်းသားစစ်စေရေးကနဲ့ကျောင်းဝင်ခွင့်အထောက်အထားတွေပြပြီးကြိုတင်ဆန္ဒမဲပေးရမယ်လို့လည်းသိရပါတယ်စစ်ကောင်စီဟာသူတို့ပြုလုပ်မဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုပြည်သူတွေမဲမထဲမှာကိုစိုးရိမ်နေတဲ့အတွက် အခုလိုအကြက်ခိုင်ပြီးမဲထက်ခိုင်းနေတာဖြစ်ပါတယ်